မင်္ဂလာနံနက်ခင်ပါယေရှုခရုနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတပိုက်ပူချင်းက26ဒီဂရီရှိပြီးတော့မှ30ဒီဂရီရှိတယ်လို့ခန်းစားရရှိနိုင်ပါတယ်မနေ့ပိုင်းနဲ့နေ့လယ်ပိုင်းနေမှာ နေရာနဲ့မိုးထစ်ချုံရွာနိုင်ပါတယ်လေရုရည်သွေးကတင်းတင်းဖြစ်တယ်အမြင့်ဆုံးပူချင်းကတော့29ဒီဂရီဖြစ်ပါတယ်နေ့စဉ်ဝိပြုခြင်းလင်းပြ ဇွန်လ၂ရက်တနင်္လာနေ့2025တင်းတို့၌ဂျေဇူးတော်ရှိစေတည်းဒီကချက်ကောလသဲဩဝါဒစာမခွန်အာယူစရာများအပိုင်း၁၂နောက်ဆုံးဖတ်ရင်ကျင်းချက်ကောလသဲဩဝါဒစာခန်းကြီး၄ခန်းငယ်ခုနှစ်မှ၁၈တခင်ဖျား၌တစ္ဆာရှိသောဆရာငါတို့ကြွန်ကျင်သည်ဟူသောငါချစ်တော်ညီဒုခိတ်သည်ငါဤအကြောင်းအရာရှိသည်များကိုတင်းတို့အားဖော်ပြလိမ့်မည် သူသည် သင်တို့၏အကြောင်းအရာများကို သိ၍သင်တို့စိတ်နှလုံးကို သက်သာစေခြင်းကထိုသူကို၎င်းသင်တို့အထက်ကဖြစ်၍သစ္စာရှိသောငါချစ်တော်ညီဩနေတိန်ကို၎င်းသင်တို့စီတို့ငါစေလွတ်၏သူတို့သည်ဤမျိုး၌ဖြစ်သမျှသောအကြောင်းအရာကိုသင်တို့အားဖော်ပြကြလိမ့်မည်ငါနှင့်တူအချင်းခံရသော အရိတကုဗနဘာဤညီကိုတော်မာကုယုတ်တုဟုခေါ်ဝေါ်သောယေရှုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏မာကုအတွက်သင်တို့ကိုငါမာလိုက်ခဲ့ပြီသူသည်သင်တို့စီတို့ရောက်လာလင်လက်ခံကြလောရေပြားလေးချင်းကိုခံသောသူတို့တွင်ဤသူတို့သာဖျားသခင်နိုင်ငံတော်ဖို့ငါနှင့်အတူမှုဆောင်သောသူဖြစ်၍ငါစိတ်ကိုတက်တာစေကြ၏သင်တို့ထဲကဖြစ်သောခရစ်တော်ဤဂျွန်အေပပရာသည်သင်တို့ကိုနှုတ်ဆက်၏သင်တို့သည်စုံလင်လျက်ဖျားသခင်လိုတော်ကိုအကုန်စင်လေးကျက်လျက်တည်ကြည်မိကြောင် သူသည်တင်းတို့ဖို့ကာလအစဉ်ကြိုးစား၍စုတောင်းတတ်၏တင်းတို့မှဆ၍လောတိကီမျိုးနှင့်ဟေရပေါ်ဒီမျိုး၌ရှိသောသူတို့ဖို့သူသည်အလွန်စေတနာစိတ်အားကြီးသည်ဟုငါသည်သူ၏တက်သည်ဖြစ်၏ငါချစ်သောစေတမာလူကာနှင့်ဒေမသည်တင်းတို့ကိုနှုတ်ဆက်ကြ၏လောတိကီမျိုး၌ရှိသောညီကိုတို့ကို၎င်းနှုံဖားမှဆ၍သူ၏အိမ်၌ရှိသောအသင်းတို့ကို၎င်းနှုတ်ဆက်ကြလော့ ဤစာကိုသင်တို့ဖတ်ပြီးမှလောဒီကီမြို့အသင်းတော်ကိုဖတ်ကြစီလောထိုမြို့မှရသောစာကိုလည်းသင်တို့ဖတ်ကြလောအာခိပုကိုလည်းသင်သည်တခင်ဖျားဤလက်တော်မှခံရပြီးသောဓမ္မဆရာ၏အမှုအရာကိုပြည့်စုံခြင်းကတတိပြုပါဟုပြောကြလောငါပေါ်လူသည်သင်တို့အားနှုတ်ဆက်သောချက်ကိုကိုယ်လက်ဖြင့်ရေးထား၏ငါခံရသောချီးနှောင်ခြင်းကိုအောင်မေ့ကြလော သင်တို့၌ဂျေစုတော်ရှိစေသတည်းအာမင်ရှင်ပေါလုသည်ကောလောသဲမြို့မှာရှိတဲ့ယုံကြည်သူတွေကို နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ရေးတဲ့အခါမှာသူရဲ့ဘေးနားမှာရှိတဲ့လူဖော်ဆောင်ဘက်တွေအကြောင်းကိုနာမည်နဲ့တကွရေးသားပေးဖို့တယ်ဆိုတာကို တွေ့ရပါတယ်ပထမအဦးဆုံးအနေနဲ့အော်နိသိန်နဲ့တူခိတ်ဆိုတဲ့အကြောင်းကို ဖော်ပြတယ်ရှင်ပေါလုကသူချစ်တဲ့ညီလို့ခေါ်တဲ့တူခိတ်ကို သူရဲ့ကိုစားကောလောသဲမြို့ကိုစေလွတ်တယ်။ကောလောသဲမြို့ကရှိတဲ့လူတွေသည်ဒုက္ခိတ်ကိုတီးတဲ့ပုံမရဘူး။သူတို့ပြင်ဒုက္ခိတ်ဆိုတာဒီဒီကောလောသဲဩဝါဒစာကိုသူတို့စီကိုယူဆောင်ပေးသွားတဲ့သူတယောက်ဖြစ်နိုင်တယ်။သူတို့ကမသိပေမဲ့ဒုက္ခိတ်ဆိုတဲ့သူကတော့သူတို့အကြောင်းကိုစိတ်ဝင်စားတယ်။သူတို့ကိုစိတ်သက်သာဖို့သူအလိုရှိတယ်။သူနဲ့တူတူအဲ့ဒီကောလောသဲမြို့ကနေထွက်ပြေးလာတဲ့ကျွန်ဖြစ်တဲ့အောနေတိန်ကိုလည်း ပြန်ထည့်ပေးလိုက်တယ်။ဒါပေမဲ့ဒီနေရာမှာတော့ရှင်ဘောလူသည်အောနေတင်ရဲ့အကြောင်းကိုအသေးစိတ်မပြောပြထားဘူး။ကျွန်တယောက်အနေနဲ့မဖော်ပြထားဘဲနဲ့ငါချစ်တော်ညီကိုလို့ဒန်းသူဖော်ပြထားတယ်ဆိုတာကိုတွေ့ရပါတယ်။ရှင်ဘောလူရဲ့မျက်စိထဲမှာသူ့ဘေးနားမှာဝင်းရနေတဲ့သူတိုင်းကိုသူသည်သူ့ရဲ့ညီကိုလှုပ်ဖော်ဆောင်ပဲလို့ပဲသူမြင်ပြီးတော့မှသူများတွေကိုလည်းလိုမျိုးခံယူစေခြင်းနဲ့ဆိုတာကို တွေ့ရပါတယ်။အဲ့လိုတယောက်ကိုကော်လော်တဲမျိုးကိုဆေးလွတ်တဲ့အခါမှာ သူတို့ဒီကောင်းကောင်းမွန်မွန်လက်ခံကြဖို့ဒီမှာဖြစ်ပျက်နေတဲ့သူတပြင်းဒီရောမမှာဖြစ်ပျက်နေတဲ့အကြောင်းအရာကိုလည်းသူတို့တွေဟာပြောပြလိမ့်မယ်လို့ရှင်ဘောလူပြောပါတယ်။တစ်ဆက်တည်းမှာပဲသူနဲ့တူတူချင်းကြခံရတဲ့ယူဒသူတွေဖြစ်တဲ့အရိတကုတို့မာကုတို့ယုတ်တုဆိုတဲ့ယူဒသူတွေကလည်းသူတို့ကိုနှုတ်ဆက်ကြောင်းကို ရှင်ဘောလူမှာကြားပါတယ်။ပိတ်တဲ့တဲ့ကမာကုဆိုတဲ့သူတနုပ်စုကိုရောက်လာရင်လေလက်ခံပေးပါလို့တောင်းခံပါတယ် သူတို့ပြင်အဲ့ဒီလူတွေဟာသူနဲ့တူတူလို့ပေါ်ဆောင်ပဲဖြစ်တဲ့ယူရလူတွေကရှားရှားပါးပါးလူတွေဖြစ်တယ်လို့ဖော်ပြတယ်။နောက်ပြီးတော့အဲ့ဒီကောလောသဲမြို့ကပဲဖြစ်တဲ့ခရစ်တော်ရဲ့ကျွန်းအီပဖရာဆိုတဲ့သူကလည်းကောလောသဲမြို့မှာရှိတဲ့ယုံကြည်သူတွေကိုနှုတ်ဆက်လိုက်တယ်။သူဒီလည်းကောလောသဲမြို့မှာရှိတဲ့ယုံကြည်သူတွေယုံကြည်ခြင်းမှာတည်ကြည်တိုးပွားဖို့ရန်အတွက်အစဉ်ပြဲကြိုးစားပြီးတော့မှဆုတောင်းပေးနေတဲ့သူတယောက်ဖြစ်တယ်လို့ရှင်ဘောလူတလေးတစား ဖော်ပြပါတယ်။နောက်ပြီးတော့သူ စေတနာစိတ်ရှိတာက ကောလောသဲတမျိုးတည်းမဟုတ်ဘူး။လောဒီကီမျိုးနဲ့ဟေရက်ပေါလီမျိုးမှာရှိတဲ့ယုံကြည်သူတွေဖို့သူဟာအလွန်စေတနာစိတ်အားကြီးတယ်။အဲ့ဒါကိုငါကိုယ်တိုင်တက်သေးထူပါတယ်လို့ရှင်ဘောလူပြောပါတယ်။နောက်ပြီးတော့ရှင်လုကာခရစ်ဝင်ကျမ်းနဲ့တမန်တော်ဝိတ္ထုရေးတဲ့ဈေးစရာလုကာနဲ့ဒေမာတို့လည်းခု ရှင်ဘောလူနဲ့တူတူရောမမြို့မှာရောက်ရှိနေတာကနေကောလောသဲမြို့မှာရှိတဲ့ယုံကြည်သူတွေကိုလှုပ်ဆက်လိုက်တယ်။ ဆက်တဲမှာပဲလော်ဒီကီမြို့မှာရှိတဲ့ယုံကြည်သူတွေနဲ့နှုံဖဆိုတဲ့သူရဲ့အိမ်မှာဝပြုကိုကိုယ်ပြီးတော့မှအတင်းတော်ပြုလုပ်နေကြတဲ့သူတွေကိုလည်းသူနှုတ်ဆက်တယ်။နောက်ပြီးတော့အခုရေးလိုက်တဲ့စာကိုကော်လော်တဲမြို့မှာရှိတဲ့ယုံကြည်သူတွေဖတ်ပြီးတဲ့အခါမှာလော်ဒီကီမြို့မှာရှိတဲ့ယုံကြည်သူတွေကို တဖန်ပြန်ပေးဖို့ဖို့သူတို့စီကစာကိုလည်းသူတို့စီကို ပေးဖို့ပြီးတော့မှဖတ်ရှုဖို့ရန်အတွက်ရှင်ဘောလူညွန်ကြားပါတယ်။ အရိကအရိကတို့ကရှင်ဘောလူရေးပေးလိုက်တဲ့စာတွေကိုတူးချင်းတအိမ်ချင်းဖတ်တာမျိုးတဲ့သူတို့တွေဒီဝိပုကိုးခွဲတဲ့နေရာမှာလူရှိမှဖတ်ပြတာများတယ်။အဲ့လိုပုံစံအားဖြင့်ရှင်ဘောလူဒီသူတို့ထံကိုမရောက်ရှိပေမဲ့သူရဲ့ဆုံးမဩဝါဒတွေကိုရောက်ရှိပြန်နှံ့စေပါတယ်။ခန်းငယ်၁၈မှာတော့အာခိပုဆိုတဲ့သူကိုသခင်ပြရဲ့အမှုတော်မြတ်မှာပြီးပြည့်စုံအောင်လှုပ်ဆောင်ဖို့တည်ထားဖို့ကို သူသည်ဒီလော်ဒီကီမြို့မှာရှိတဲ့ ယုံကြည်သူတွေကတစင်မှကြားတယ်အခုဒီနောက်ဆုံးနှုတ်ဆက်တဲ့အပိုင်းကိုလည်းသူဒီတခြားသူတွေကို မရေခိုင်းမဲနဲ့သူ့ရဲ့လက်ရည်မှုနဲ့ရေးပေးလိုက်တယ်တနည်းအားဖြင့်သူကိုယ်တိုင်လက်မှတ်ရေးထိုးပေးလိုက်တဲ့ပုံစံဖြစ်ပါတယ်အဲတော့သူ့ရဲ့ခြေနောင်ခြင်းကိုလည်းအောင်မေတ္တရာဆုတောင်းပေးဖို့နဲ့သူတို့စီမှာယေရှုတော်ပြည့်စေဖို့သူ့မုံကောင်းတောင်းရင်းနဲ့ဒီကောလောသဲဩဝါဒစာကိုရှင်ပေါလုဆုံးသက်ထားခဲ့ပါတယ်ဆလဆုတောင်းကြပါစို့ ေတ္တာရရှင်သခင်သာရမြတ်စွာသောဘုရားသခင်ခြင်းခြင်းချစ်ကြဖို့တွေ့မြင်တဲ့သူတွေကူကောမတွေ့မြင်တဲ့သူတွေကူကောရှင်ဘောလူကဲသူချစ်ခြင်းမြတ်တာဖြစ်တဲ့ကိုလီလီဆာဆာဆက်ဆံပြုမှာဘုရားရဲ့ဘုန်းတော်ထင်ရှားစေသောတတ်တာပိုင်စီတီးတီးဖြစ်စေဖို့ကောင်းကြီးပေးပါမာပြည်ကြီးကောင်းကြီးပေးပါစိုးညစ်တော်သူတွေလက်ထဲမှာကဲနှုတ်လျက်ကောင်းမြတ်တဲ့သူတွေအားဖြင့်ကိုရရှင်ကဲတင်ကောင်းကြီးပေးတနာရမူပါပြည့်စုံပြောက်ကိုလွတ်တော်မူပါ ပြင်ရှုခရစ်တော်ဘုရား၏နာမတော်မြတ်ကိုမြည်ပြုလက်တနာခံဆုတောင်းကြပါရပါဗျာအာမင်